ားလုံးမင်္ဂလာပါရေဘော်အစီအစဉ်ချန်နယ်ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့က18ရက်စက်လ2025ပေါ့နော်အဲ့တော့ကျွန်တော်စီစဉ်လေးမစားခင်ကျွန်တော်မိတ်ဆွေတွေစိတ်ချမ်းသာကြကြပါခြင်းနဲ့ပြည့်စုံကြပါစေအော်ဒီနေ့ကျွန်တော်ဆွေးနွေးခြင်းတဲ့အကြောင်းအရာကဂျပန်ကိစ္စပဲပေါ့နော်ဂျပန်ကိစ္စဆိုတာဒီနေ့ဒီကိစ္စကလည်းပြောမှဖြစ်မှာဘာဖြစ်လို့လဲဆိုတော့ဘောမရီရက်ကွက်မှာအကျုံမျိုးမင်းတို့ဘာလို့ပေါ့နော်ဘောမရီရက်ကွက်မှာဘလို့လော်နေလဲဆိုတော့ဒီဂျပန်ကိစ္စကဟောဒီစစ်တပ်အတိုင်းမှာပြောတော့ပေါ့နော်အာ ် INLD ကဖွင့်ပြလိုက်တာဆိုပြီးတော့မှပုံချတယ်ပေါ့နော်ပုံချတယ်အဲမေတော်ဆန်းစုကြည်တို့ကပဲဖွင့်ပြသလိုလိုပေါ့နော်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကဘာလဲဆိုတော့အာနာသိမ့်ရခြင်းရဲ့အကျိုးဆက်ဖုံးကွယ်မှုတွေဒီဒုစရိုက်တွေကိုဖုံးကွယ်မှုတွေဒုစရိုက်မှုတွေကိုဖုံးကွယ်တာတွေနော်ဒါတွေနောက်တစ်ခါကျွန်တော်တို့နိုင်ငံကိုကမ္ဘာအလယ်မှာဘုံသိက္ခာကြအောင်ခြာနင်းခဲ့တဲ့ဖြစ်ရတယ်ပေါ့နော်ခြာနင်းခံရတဲ့ကိစ္စတွေပေါ့နော်ဒါတွေကိုကျွန်တော်ဒီနေ့အကျယ်ဝက်အချက်လက်ရပေါ့နော်ကျွန်တော်ပြောပြသွားမယ် ဲ့တော့အခု data တွင်းကပြည်သူတွေကိုဒါ yes နှိမ့်ဆက် data တွင်းမဟုတ်တော့ကဘာလုံးပါနော်ကဘာအနှံ့ကလူတွေကိုလူကုန်မှုတွေလုပ်တယ်လိမ်လည်မှုတွေလုပ်နေတဲ့ဒီ online ငွေလိမ်လုပ်ငန်းတွေနဲ့လောက်ကစားယုံတွေကိုအမှန်တကယ်ပဲသူတွေကကျိုးကန်စီမံနေတယ်လဲဆိုတာဒါအခုအများသိလို့ရချက်ပေါ့နော် open secret ကျွန်တော် open mind မှာလည်းပြောတယ်ဒီ open secret နဲ့ပတ်သက်ပြီးဆက်ဆက်ပြီးကျွန်တော်တပြားချက်တစ်ခုလုပ်ပေးမယ်လို့နော်အဲ့တော့ဒါပါပဲ เนาะအော်ဒီလိုရက်ဆက်ကြမ်းကြုတ်တဲ့အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတွေအတွက်မြန်မာထိုင်းကမ္ဘောဒီးယားနိုင်ငံတွေကိုနာမည်တက်တဲ့အဖို့ချတယ်เนาะတရုတ်ပြည်သူတွေရဲ့ဒါဒေတာတွေပြည်သူတွေအကြပြိပကဖြစ်အောင်ဖန်တီးနေတာဟာနောက်ွယ်ကမာဖီးယားကိုင်းဒေတာမကဘူးဒီဒေတာတွင်းမှာရှိနေတဲ့အာနာရှင်တွေကိုထောက်ကန်အားပေးနေတဲ့ကြားကန်ပေးထားတဲ့ဩဇာကြီးမားတဲ့သူတွေပါပါတယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်။အဲ့တော့သိတာတော့သိပါတယ်အားလုံးသိပါတယ်။ဒါပေမဲ့ဘလို့အချက်လက်တွေကြောင့်ပါတာတော့ဆိုတော့တချို့ မသိတဲ့လူတွေရှိရပေါ့နော်အဲ့တော့အဲ့ဒီ data တွင်အစိုးရတွေကလည်းဒီဒုစရိုက်ခိုင်းတွေကိုနှိမ်နှင်းဖို့တကယ်တော့ဆန္ဒမရှိခဲ့ဘူးနော်အသူတို့ကိုယ်တိုင်ဒီထဲမှာပါဝင်ပတ်သက်ခဲ့တယ်ပေါ့နော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့ NLD အစိုးရကအမေစုအစိုးရကဒီကြားပြန်လုပ်ငန်းတွေဒီ online scam လုပ်ငန်းတွေကိုနော်ဒီ casino လောင်းကစားဝိုင်းတွေကိုဖွင့်ပြပေးခဲ့လားဖွင့်မပြပေးခဲ့လားဆိုတာကျွန်တော်တို့တစ်ချက်ကြည့်အောင်အဲ့တော့ဟုတ်ပြီ2019 2020အဲ့တော့ ပြောရလို့ရှိရင်ဒီ online scan ကိစ္စတွေကို data တွင်းအစိုးရတွေเนาะထိုင်းတို့ကမ္ဘောဒီးယားတို့တို့တွေခင်ဗျာလက်နေတော်မထီရဲဘူးเนาะတို့နိုင်ငံတွေမှာဖြစ်နေတဲ့ဟာတွေเนาะတာမန်ရေးရပေါ့ဥတွေချောင်းရပေါ့ပြီးကင်းအစိုးရကိုခင်ဗျာလုံးဝသွားပြီးတော့မှရင်ဆိုင်ရဲဘူးဒါပေမဲ့အဲ့ data တွင်းမှာတခုတည်းသောရင်ဆိုင်တဲ့အစိုးရကကျွန်တော်တို့မြန်မာအစိုးရပဲတမန်ကြီးဦးဝင်းမြင့်ကမေတော်ဆန်းစုကြည်ရောလူလူကောင်းဆောင်เนาะကျွန်တော်တို့ပြည်သူအစိုးရပဲ တော့ပြည်သူဆိုရဗာဒီလုတ်တယ်ဆိုတော့2019ခုနှစ်ဩဂတ်လ20ရက်နေ့မှာနိုင်ငံတော်တိုင်းပြည်ကမေတော်ဆန်းစုကြည်ရဲ့ညွှန်ကြားချက်နဲ့ပြည်တော်စုအစိုးရရုံးဖွဲ့ကနေပြီးတော့မှပြည်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဆောင်တဲ့ဖွဲ့ဝင်10ဦးပါစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီးခဲ့ပါတယ်။အဲဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ကဘာလုပ်ဖို့တုန်းဆိုတော့ဒီရွှေကုန်းကူမှာရေပြင်ကွင်းစင်းစစ်ဆေးရေးတွေတွားရောက်ဆောင်ရွက်ဖို့ညွှန်ကြားတာ။ပြဿနာတွေတက်နေပြီရွှေကုန်းကူမှာနော်။ပြဿနာတွေတက်နေဒါတွေကြားနေပြီ တော့ပြည်သူဆိုရမကိုင်းတွေ့လို့မရတော့အဲ့တော့အမှ20ရက်နေ့မှာအတိုင်းဝန်ခံကညွှန်ကြားတယ်2019ခု August 29ရက်နေ့မှာအဲ့ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့အစီရင်ခံစာကိုမြန်နေတော့9ရက်ပဲကြာတယ်ကျွန်တော်တို့အတိုင်းဝန်ခံရှိကိုတင်ပြခဲ့တယ်ပေါ့နော်အဲ့ဒီတင်ပြပြီးတဲ့နောက်မှာတမရာကြီးဦးမင်းကနိုင်ငံတော်တမရာရုံးပြည်တော်စုအစိုးရအဖွဲ့ရုံးကြီးရဲဝန်ကြီးဌာန နောက်ကင်ပြင်းနဲ့အစိုးရစတဲ့ကဏ္ဍကြီးလေးခုပါတယ်4ကယ်၄ဘွဲ့နော်4ကယ်၄ဘွဲ့ကိုထပ်ပြီးတော့မှဖွဲ့စည်းတယ်ဖွဲ့စည်းပြီးတော့မှရွှေကုတ်ကူစီမံကိန်းနဲ့ပတ်သက်ပြီးဒီဘော့မတော်မတည့်ဟာတွေပေါ့နော်အဲ့ဒါကိုတင်မတ်အောင်ပြန်ပြီးဖြောင်းမတ်မှန်ကန်လာအောင်ဆောင်ရွက်ဖို့ညွှန်ကြားခဲ့တယ်တဲ့နော်အဲ့တော့2020ရောက်ပြီ2020 February 18ရက်နေ့မှာအဲ့ဒီ4ကယ်၄ဘွဲ့ရဲ့တင်ပြချက်4ကယ်၄ဘွဲ့ပြန်ပြီးတင်ပြတယ်ပေါ့နော် ့ focal lens ကဘာတွေလောက်ရလဲဆိုတော့ခုနကျွန်တော်ပြောခဲ့တယ်မတော်မတည့်တာတွေတွေ့မှအောင်ဖြောင်းမှမကန်လာအောင်ပြန်ပြီးတော့မှအစဉ်ပြေလာအောင်ချောပွေလာအောင်ဟိုမဟုတ်တာတွေအကုန်လုံးပပြောင်းအောင်ပေါ့ဗျာဒါတွေလုပ်ဖို့အတွက်ဒီအဖွဲ့၄ဖွဲ့ကဆောင်ရွက်တဲ့နေရာမှာ2020 February 19ရက်နေ့ iFocal ၄ဖွဲ့ကနော်တင်ပြတယ်ပေါ့နော်တင်ပြပြီးတော့မှအဲ့တင်ပြချက်ကိုအဲ့တင်ပြချက်ပေါ်မူတည်ပြီးတော့မှတမရာကြီးရပဲလုပ်ငန်းဒီလုပ်ငန်းလေးကိုကြီးကြပ်ဖို့ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ကိုပါထပ်ပြီးတော့မှ ွဲ့စည်းပြီးခဲ့တယ်။တိုင်းရဲ့တိုင်းရဲ့တောက်လျှောက်တောက်လျှောက်နော်ဟိုအားရှင်းလို့တာနော်အဲ့တော့ကျွန်တော်တို့ပြည်သူအစိုးရရဲ့စုံစမ်းမှုတွေခက်စိတ်စိတ်ခက်သွက်သွက်ဆောင်ရွက်လာတဲ့အတွက်2020ခုနှစ်ဇွန်လနော်စက်တင်ဘာလအောက်တိုဘာလအဲ့ဒီနေ့တွေမှာစစ်တပ်ဘက်ကလာပြီးအဲ့မှာအကြံပြုချက်ဆိုရင်အမ်ဆွတ်ဆွတ်မလုံနဲ့ပေါ့ဗျာပြောရရင်တော့သဘောပေါက်လားအဆွတ်မလုံနဲ့ပေါ့မင်းတို့လုံနေတာတည်းမဟုတ်သေးဘူးဘလို့ဘလို့လုံပါပါညာပေါ့နော် အဲကကကြီးကနေတစင်သမရာကြီးပို့ပို့ခဲ့တယ်ဒါဒါမျိုးလောက်တာပေါ့နော်ကကကြီးကနေကဝေးဦးစီးချုပ်ရုံးကနေပြောမှာတစင်အဲသမရာကြီးရှိုံမှာသူအကြံပြုချက်ဖိုင်တွဲဆိုပြီးအကြံပြုတာပေါ့နော်ရွှေကိုကိုနဲ့ပတ်သက်ပြီးမျိုးတိတ်ပြီးတော့မှဆက်ဆက်လောက်မနေနဲ့ပါညာပေါ့နော်အဲ့တော့ပြောချင်တာတော့ဗာလဲဆိုတော့ကျွန်တော်တို့ပြည်သူဆိုရရဲ့အထက်မှာမင်းအောင်နိုင်ဆိုလဲရှိဆိုတဲ့ကောင်ရှိနေတဲ့သဘောပဲနော်အဲ့တော့ပြည်သူဆိုရကဒီလိုမျိုးစုံစမ်းစစ်ဆေးမှုတွေခက်စစ်စစ်ခက်တွတ်တွတ်လောက်လာတဲ့အချိန်မှာ သူတို့ပေါင်ပတ်သက်နေရတယ်။အဲ့တော့ဒီကောင်ကြောက်ပြက်တွေဖြစ်ပြီ။ကြောက်ပြက်တွေဖြစ်ပြီးတော့မှစွန့်မလုံးနဲ့တော့ဘာလို့ညာလို့ပေါ့ဗျာ။တဘောကတော့အရက်စကားနဲ့ပြောရင်အဲ့တော့အဲ့ဒီလိုမျိုးကကကြီးကနေတဆင့်တမရာကြီးရှင်စာပို့ခဲ့တယ်ပေါ့နော်။အဲ့တော့အဲ့မှာပြည်သူဆွေရကရွှေကိုကိုကန်တွေဖို့ဥပဒေပိုင်းဆိုင်ရာနော်ငိန်ချမ်းရေးနောက်ကဒေတာဖွံ့ဖြိုးရေးနဲ့တည်ငြိမ်ရေးဆိုတဲ့အချက်၄ချက်ပေါ့ချိန်ဆပြီးတော့မှလှုပ်ဆောင်ခဲ့ပါလေတဲ့။နော်။အဓိကအရှုပ်ထွေးကတော့အရက်ဖတ်နဲ့တက်ဖတ်ကိစ္စရက်တွေပဲဖြစ်ပါတယ်။ အရက်ဘက်ကဆောင်ရမယ့်ကိစ္စတွေမှာဒီမင်းအောင်နိုင်စစ်တပ်ကပူပေါင်းဆောင်ရမှာမရှိခဲ့ဘူးဘယ်ရှိမလဲမရှိဘူးလေရှိလို့မရအောင်အဲ့လိုရုံပါခဲ့တာနော်မရှိဘူးပူပေါင်းဆောင်ရမှာမရှိဘူးအဲ့ဒီမှာကျွန်တော်တို့သမရာကြီးကမူဟာရချတယ်ဒီကိစ္စအနေနဲ့ပတ်သက်ပြီးနော်အဲ့တော့မူဟာရကပြင်းထန်တယ်နောက်ဆုံးမှဖျက်သိမ်းဖို့အထိပါတယ်အဲ့မူဟာရကိုသမရာကြီးဦးဝင်းမြင့်က2020ဒီဇင်ဘာလမှာချတယ်လမ်းညွှန်ချက်တွေနော် NLD ဆိုရရဲ့ဒါ တရုတ်ကိုတံပြန်မဲ့เนาะစိတ်ဆန္ဒပြက်ပြက်သားသားရှိတာကိုပြတာပဲဗျာเนาะအဲ့တော့ဘူဟာရနံပါတ်1ကတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိစ္စတွေကိုသက်ဆိုင်ရာဌာနတွေကဆောင်ရွက်ဖို့လက်ရှိပြဿနာကိုဖြေရှင်းရမယ်။နောက်အလားတူဖြစ်စဉ်တွေမဖြစ်ပွားဖို့နောက်နေဆက်ဒေတာတွေမှာစီမံကိန်းနဲ့အစီမံကိန်းတွေအတွက်ပေါ့နော်လိုက်နိုင်ရမယ်လုံထုံးလုံးနေ SOP ပေါ့ SOP ကိုရေးဆွဲရမယ်။နောက်တစ်ခုကပါလဲဆိုတော့ဒီစီမံကိန်းတွေကိုအရေးယူရမယ်။အဲ့တော့အရေးယူရမယ့်အစီမံကိန်းတွေကိုအရေးကိုယူရမယ်။ဥပဒေမလိုက်နာတဲ့အစီမံကိန်းတွေပေါ့နော်အရေးယူရမယ်။ အရင်ယူပြီးတဲ့နောက်မှာဒီစီမံကိန်းတွေကိုကျွန်တော်တို့ကပြုပြင်ပြောင်းလဲရေးလုပ်ပြီးတော့မှပြုပြင်မယ်ရသလားမရဘူးမရတဲ့စီမံကိန်းတွေဆိုအပြည့်ပြတ်သိမ်းမယ်အဲ့လိုအထိတတ်မှတ်ပြီးတော့မှဥပဒေနဲ့အညီအပြည့်အပြတ်ပြတ်ပြတ်သားသားလုပ်ဖို့အတွက်တော့ပြောရလို့ရှိရင်ဒါတရုတ်ကိုတံပြန်ခဲ့တာပေါ့နော်နောက်တဲ့နံပါတ်၅တစ်ချက်ကစစ်တပ်နဲ့စစ်တပ်အနေနဲ့ပေါ့နော်စစ်တပ်အနေနဲ့တက်ကတာဝန်ရှိသူတွေကိုအရေးယူဒီစီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့မှတက်ကပါဝင်ပတ်သက်နေတဲ့တာဝန်ရှိသူတွေကိုအရေးယူဖို့တော်တော်နဲ့ နော်အဲ့ဒါကိုချမှတ်တယ်အဲ့ဘုံကတော့ချမှတ်တယ်နောက်တစ်ခါ BGR ကစစ်တပ်ရဲ့ကိုယ်ကဲမှုအောက်မှာရှိလို့စစ်တပ်ကတာဝန်ယူဖို့စစ်တပ်ကိုလည်းပြောတယ်အဲ့ဒီလိုထိလုပ်ခဲ့တာဗျအဲ့ဒီလိုထိလုပ်ခဲ့တာဟဲ့အောင်ကြော်မျိုးမင်းအဲ့ဒီလိုလုပ်ခဲ့တာအဲ့ဒါဘယ်အချိန်ရှိသွားရတယ်အာနာသိန်းတော်မှာဒီဇင်ဘာလရှိသွားပြီအော်ကျွန်တော်တို့မေတော်စားစုကြီးနဲ့တမလာကြီးဦးမြတ်ဒီလုပ်ငန်းတွေကိုဒါအခုဖြတ်သိမ်းဖို့အထိအဲ့လိုမူချမှတ်ခဲ့တာဗျနော်အဲ့တော့ပြောချင်တာက င်းတို့ကိုလစ်လို့ရှုမထားဘူးเนาะမင်းတို့ကိုခွင့်ပြုပေးမှုလုံးဝပေးလို့မှာမဟုတ်ဘူးဆိုတဲ့သဘောမျိုးပဲမင်းတို့ဒီလိုမျိုးတွေဗျံပရာငါတို့တိုင်းပြည်ထဲမှာလာပြီးတော့မှခြေချဖို့မကြိုးစားနဲ့เนาะအဲ့တော့အဲ့လိုတွေလောက်လာတဲ့အချိန်မှာဗာဒီထပ်ပြက်လာလဲဆိုတော့2020 January 6ရက်နေ့အထိစည်ရင်းများအရရွှေကုတ်ဘုံမှာရှိနေတဲ့တရုတ်နိုင်ငံသားစုစုပေါင်း2985ဦးရဲ့190ဦးကိုစုံစမ်းစစ်ဆေးပြီးတော့မှတရုတ်နိုင်ငံကိုပြန်ပို့လိုက်တယ်။မလားနဲ့တော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 ့မင်းတို့ကောင်းနေ။တော့တရားမဝင်ဘူး။တော့တော့တော့ပြန်ပို့လိုက်တယ်နော်။ ဲ့ဒါတခုနောက်တစ်ခုဘာလုပ်လဲဆိုတော့ဒီကျွန်တော်တို့ပြည်သူဆိုရရဲ့စုံစမ်းစစ်ဆေးမှုတွေကတအားကိုအချိန်ကောင်းလာတယ်အချိန်ကောင်းလာတဲ့အချိန်မှာဆက်ပြီးတော့မှဖော်ဖော်ဆောင်လာတာပေါ့နော်ဆက်ဆက်လက်ပြီးတော့မှဖော်ဆောင်လာတဲ့အတွက်ကြောင့်မို့လို့2020ဩဂတ်လ25ရက်နေ့မှာတရုတ်ဆိုရကိုယ်တိုင်တရင်ထုတ်ပြန်ရတဲ့အချိန်ကြီးဆက်ရောက်လာတယ်ဘယ်လိုထုတ်ပြန်လဲဒီရွှေကုတ်ကိုစီမံကိန်းဟာတရုတ်ဆိုရရဲ့ BRI နဲ့ လုံးဝသက်ဆိုင်မှုမရှိဘူးဆိုတာတရားဝင်ထုတ်ပြန်ခဲ့ရတယ်။အဲ့တော့ဟုတ်ပြီ။ VRI နဲ့ဒီရှုပ်ကုတ်ကိုလည်းဘလို့ဆက်ဆက်မှုရှိနိုင်လို့ရောဆိုပြီးကျွန်တော်တို့ကစဉ်းစားနေရရှိတယ်။ရှိတာပေါ့နော်။အဲ့တော့ကျွန်တော်ရှင်းပြ။အဲ့တော့နံပါတ်1ချက်ကဘာလဲဆိုတော့ဒီ VRI ဟာတရုတ်သမ္မတရှီကျင်းဖင်ရဲ့အစိုးရအစီအစဉ်အစီအစဉ်ကြီးတစ်ခုပေါ့နော်။သူရဲ့စီမံကိန်းကြီးတစ်ခုဗျာနော်။အဲ့တော့နိုင်ငံတကာမှာတရားဝင်မှုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့အစိုးရအကာအကွယ်ရှိမှုကိုစားပြုတယ်။ VRI government endorsement လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင် BRI လို့ပြောလိုက်ရရှင်ဒီရွှေကုတ်ကိုစီမံကိန်းတွေကအလိုလျောက်အကာအကွယ်ပေးပြီးသားရနိုင်တယ်ဒါတစ်ခုပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ဒီရွှေကုတ်ကိုစီမံကိန်းရဲ့နောက်ကွယ်ကရာဇဝတ်ခိုင်းတွေက online လောင်းကစားကြားဖြန့်လို့တရားဝင်ဒုစရိုက်လုပ်ငန်းတွေကိုလုပ်ကိုင်ဖို့အတွက်သူကလုံခြုံတဲ့နေရာတစ်ခုလိုအပ်တယ်အဲ့ဒီအတွက်ကြောင့်မလို့သူကဘာလုပ်လဲ BRI ကိုအသုံးချတယ် BRI ဆိုတဲ့နာမည်ကိုတက်တယ်အဲ့တော့ဟိုတရုတ်ကတက်ခွင့်ပေးတယ်ပြီးတယ် ေးတယ်ဒါပေမဲ့တရုတ်ကအဲ့ဒီ VR line နဲ့ဆက်ဆက်နေရယ်ဆိုတာမျိုးကိုတရားဝင်တော့ထုတ်ပေါ်ပြောကြတာမရှိဘူးသို့တော်လည်းအဲ့ဒီ VR line နဲ့ဆက်ဆက်ပြီးတော့မှလောက်ကင်ဖို့အတွက်ခွင့်ပြုပေးခဲ့တာအဲ့ဒါဘာလဲဆိုတော့ share ချက်ချင်းကိုဖိလစ်ပိုင်မှာတွားပြီးတော့မှတရုတ်လုံခြုံရေးအကြီးအကဲကတွားဖမ်းတဲ့အချိန်ဝရမ်းမှာပါသွားတယ်နော်တွားဖမ်းတဲ့အချိန်မှာသူ့ကိုဘာယူမလဲနောက်ခုပဲမေးတယ် အဲ့ဒီမှာအဲ့ဒီကေဦးလုံညိုကြီးအကြီးကဲရဲ့ပို့ဆောင်မှုနဲ့ရွှေကုတ်ကိုရှက်ချင်းချင်းရောက်လာတာပဲဒါပဲအဲ့တော့ရွှေကုတ်ကိုဒီ BRI နဲ့ဆက်ဆက်ပါတယ်ဒါပေမဲ့တရုတ်ကဥမလို့အုံပွင့်ပြီးတော့မှ BRI နဲ့မဆက်ဆက်ပါဘူးဆိုပြီးတော့မှထညင်းရတယ်ချင်းနေမျိုးရောက်သွားတယ်ပေါ့နော်အဲ့တော့ပြောရလို့ရှိရင်ဒီရွှေသူကနှုတ်နှစ်ဖက်အဆင်ပြေတာပေါ့နော်ဟိုကောင်လောင်းကစားလုံးမဲ့ဒီဘောဘလို့ပြောရမလဲဒီလိန်လယ်မှုလုံးမဲ့ကောင်တွေကလည်းသူတို့အတွက်ဒီ BRI ကအကာအကွယ်ပေးပြီးသားဖြစ်တယ်အဲ့တော့တရုတ် ဒီပေကျင်းအစိုးရကလည်းဒီ PRI ကဒီနေရာမှာဒါအခြေချဖို့အတွက်ခြေကုပ်ယူဖို့အတွက်သူ့သူ့အတွက်အကောင်းဆုံးအခြေအနေမျိုးတရက်ဖန်တီးပေးတယ်ဒီလိုမျိုးနှုံးနှစ်ဖက်အဆင်ပြေအောင်သွားကြတယ်ဒါပေမဲ့တကဘာလုံးကိုဟိုကောင်ရှယ်ချစ်ချန်ကလိမ့်မယ်ဆိုတော့တရုတ်အစိုးရကအဲ့ဒါပေကျင်းအစိုးရကသတိပဋ္ဌာန်းပြီးရယ်အဲ့တော့ဒီလိုမျိုး PRI လို့နာမည်ခံထားခြင်းအပြင်ဒီတရားမဝင်လုပ်ငန်းတွေကိုနှိမ်နှင်းဖို့စူးစမ်းလာရင်ဒါတရုတ်နိုင်ငံရဲ့ကြီးမားတဲ့စီးပွားရေးစီမံကိန်းတွေကိုထိခိုက်တယ်ဆိုပြီးတော့ဒါချင်းချောက်နိုင်ချင်းချောက်လို့ရတယ် เนาะအဲ့တော့ပြောရလို့ရှိရင်နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေလည်းဝင်လာနိုင်တယ်အဲ့လိုမျိုးပေါ့အဲ့တော့ BRI နဲ့ဆက်ဆက်ပြီးတော့มาလောက်ကြတာဗျ BRI ကเนาะဟုတ်ပြီတရုတ်ကရောဘာဖြစ်လို့အဲ့နေရာကို BRI နဲ့သူကဆက်ဆက်ပြီးတော့มาလောက်ချင်တာလဲဆိုတော့ကျွန်တော်တို့ဒီရှဲချစ်ကြမ်းကိုတရုတ်ထောက်နိုင်ရင်တရုတ်လုံခြုံရေးကဒီနေရာကိုလာပို့ခြင်းအပြင်တရုတ်ကဘာလို့ချင်တာမဟာမျိုးအားမြောက်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ကခြေကိုစကန်တစ်ခုလိုချင်တာရှီကိုကိုလိုစီမံကိန်းနာမည်ခံပြီးတော့မှာ ဒီပေါ်တော့ကျွန်တော်တို့စောင့်ကြည့်ထောင်နိုင်ရေးတာမှုဩဇာချဲ့ထွင်ရေးအတွက်အသုံးပြုနိုင်တယ်ရွှေကုတ်ကူလိုနေရာမျိုးမှာနောက်တစ်ခါဒီရွှေကုတ်ကူက VRI ရီမန်းချက်တွေနဲ့ကိုက်ညီတဲ့မာဒီဝါမြောက်နေမည်တစ်ခုလည်းဖြစ်တယ်ဒါကြောင့်ယာတိုင်းကုမ္ပဏီကဒီ VRI ကိုနာမည်ခံပြီးတော့မှနိုင်ငံရေးရအကာအကွယ်ယူဖို့ကြိုးစားခဲ့တာကို NLD အစိုးရကဖော်ထုတ်တာပဲအဲဒီမှာပြဿနာတက်တယ်နော်အဲ့လိုလုပ်ခဲ့တာဗျကျွန်တော်တို့ပြည်သူအစိုးရကဘာလို့သဘောပေါက်ဖို့လိုလဲနော် အဲ့တော့ကမန်ဂရန်တရုတ်ဆိုရဘာလို့ ਆ လဲဘေကျင်းဆိုရနေလို့မှာအာမဟုတ်ပါဘူးမလုပ်ပါဘူးပေါ့နော် BRI နဲ့လုံးဝသက်ဆိုင်မှုမရှိပါဘူးပေါ့အဲ့လိုမျိုးတရားဝင်ဝန်ခံခဲ့ရတယ်နော်နောက်တရုတ်ဘက်ကနေပြီးတော့မှကျွန်တော်တို့တမရာကြီးဦးမင်းရှိကိုဒီတရားဝင်လောင်းကစားလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလိန်ညာမှုတွေကိုတိုက်ဖြတ်ပါမယ်ဆိုတဲ့ကိရိတွေပေးခဲ့ရတယ်ဗျနော်အဲ့ဒီလိုမျိုးကျွန်တော်တို့အောက်ကျိုးခဲ့ရတာတရုတ်ကအဲ့လိုခက်ခဲရလုပ်ခဲ့ရတာဗျနော်နောက်ဘာထပ်ပြောရလဲဆိုတော့အခုလိုမြန်မာဆိုရကနေပြီးတော့မှ ရေကုတ်ကူကိုဒီလိုမျိုးစုံစမ်းစစ်ဆေးကင်တွေဖြစ်ရှင်းတာတွေကိုတရုတ်နိုင်ငံအနေနဲ့ထောက်ခံအားပေးပါတယ်ဆိုပြီးတော့ပါအတီလင်းဖော်ပြခဲ့ရတဲ့အခြေအနေဒီဖြစ်ခဲ့ပါတယ်เนาะဒါပါလေဆိုတော့ကျွန်တော်တို့လွတ်လပ်တဲ့နိုင်ငံတနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုးမှုကို ပြသတာပဲဗျအဲ့ဒါပဲအဲ့တော့ကျွန်တော်တို့ NLD အစိုးရကဒီဒုစရိုက်မှုတွေကိုအရေးယူမယ်ကုစားမယ်ပေါ့နော်ပြုပြင်မယ်ကုစားမယ် ဖြတ်သိမ်းဖို့အထိဒီလိုပြက်ပြက်တတလှုပ်ဆောင်လာတဲ့အတွက်ဒီနောက်ွယ်ကနေကျူးကင်တဲ့သူတွေကပြောရလို့ရှင်ကပ္ပအလယ်မှာဘွားကနေဆိုပေါ်ပေါက်လာတော့မှဂိမ်းဆိုင်လာဟုတ်တယ်နော်အဲ့ဒါကြောင့်အသေးအတန်မဟုတ်ပါဘူးဆိုပြီးအသေးအတန်ညင်းရတယ်ဒါပေမဲ့မဟုတ်ဘူးလို့ပြောလို့မရဘူးခုနကကျွန်တော်ပြောတယ်နော်ရှဲချစ်ချန်းကိုဖိလစ်ပိုင်မှာတွားပြီးတော့မှဖန်ဝရန်နဲ့ဖန်ဝရန်နဲ့အတူမင်းပါတော့မှာတော့ဖန်ခံပါလားမြန်မာပြည်သွားပါလားဒါကိုမေးတာအဲ့တော့မြန်မာပြည်ကိုပို့လိုက်တယ်ပေါ့ဗျာနော် တော့လာပြီအဲ့တော့ဒီကျိုးကိုင်းတဲ့ကောင်တွေကမ္ဘာလည်မှာပေါ်တော့မယ်နိုင်ငံတွင်းကတစ္ဆပေါက်တွေပေါ်တော့မယ်အဲ့တော့ပြောရလို့ရှိရင်ဒီ NLD အစိုးရကဒေါ်လာ15ဘီလီယံကျော်ကျော်လောက်ကုန်ကြမယ်ဒီရွှေကုတ်ကိုစီမံကိန်းကြီးကိုဖျက်သိမ်းဖို့အထိလှုံ့ဆော်လာတာဟာဒီစောချက်သူရဲ့ BG ရဲ့ BGN နဲ့ပေါ့နော်အကျိုးသူစီးပွားရေးစစ်တပ်အတိုင်းဝိုင်းကပြောလို့ရှိရင်ရရှိလာတဲ့သူတို့ရဲ့ကြီးမားတဲ့လက်ငွေတွေကိုအမြင့်ပြတ်ရပ်တန့်ခံရမယ့်အခြေအနေကို လုံလာတာပဲအဲ့လိုအခြေအနေမျိုးဖြစ်လာတယ်အဲ့လိုအခြေအနေမျိုးကတခုပေါ့နော်အော်ဒါကတော့သူတို့အာနာသိမ့်တော့မယ်အာနာသိမ့်ခြင်းရဲ့ရည်ရွယ်ချက်ပေါ့နောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီအချိန်မှာလည်းတပြိုင်တည်းထဲမှာပဲကျွန်တော်တို့ပြည်သူ့ဆိုရစစ်တပ်ရဲ့ဥပိုင်လုပ်ငန်းတွေကိုမြားပိုင်တွေလုပ်တယ်နောက်တင်စာရပူဖော်မှုတွေကိုကန့်သက်ထိန်ချုပ်တဲ့အခါမှာအာနာသိမ့်မှုကအကျိုးမြတ်တွေကိုကာကွယ်ဖို့အတွက်အရေးပေါ်တုံ့ပြန်ရတဲ့အခြေအနေဖြစ်လာတာပဲဗျအခုဘာဖြစ်လဲအခုကျွန်တော်တို့အမေရိကန်တို့ဘာလို့ကနေဝင်လာပြီးခြားတော့မယ်တွေ့တော့မယ်ကြိတ်တော့မယ်ဆိုတော့ ်မဲအောင်လိုင်းကဖယံကိုဒါအပြေးတစ်ပိုင်းပဲရောက်လာတယ်ရောက်လာပြီးတော့မှဟုတ်ပြောတိပြောနေနောက်ဆုံးမှရှေကုတ်ကိုကိုခြံလာတယ်ကေကေဘတ်ကိုပဲအပြစ်သက်ချေမုန်းမယ်လို့သူပြောခဲ့တယ်။အော်ကေကေဘတ်ကအဲကြားဖြန့်ရှိတဲ့တရားဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ကြားဖြန့်ရဲ့အကြီးအမားဆုံးနဲ့အရှုပ်တွေးဆုံးအချက်ချာဖြစ်တဲ့ရှေကုတ်ကိုမျိုးသိကိုတော့နှိမ်နှင်းဖို့သူမပြောခဲ့ဘူး။ဘာဖြစ်လို့ဘာဖြစ်လို့မပြောတာဘာဖြစ်လို့လဲဆိုတော့မင်းအောင်လိုင်းတို့အုပ်စုကဒီ BGA ရဲ့ကြားဖြန့်권ရဲ့ကိုနိုင်ငံရေးရသူတို့က မဟာမိတ်ပြုထားတာလေနောက်ပွဲမှာတရုတ်ရှိနေတယ်။စီးပွားရေးကအကျိုးခံစားခွင့်ရနေတဲ့အတွက် KK ဘက်ကလုံပြတာပြောရလို့ရှင်ဒီအမေရိကန်နဲ့တရုတ်ရဲ့ဖိအားကိုယုံနေဖို့အတွက်လုပ်တာပဲ။တရုတ်ကဒီဂျာပန်ကိုပြီးစေချင်တယ်။ဒါပေမဲ့အဲ့ဒီဒေတာတွေကအဲ့ရွှေကုတ်ကုတ်လို့ဘာလို့ဒေတာတွေကတရုတ်ခြေကုတ်ယူမဲ့ BRN ရဲ့ဆက်ဆက်ဒေတာတွေဖြစ်တယ်ဆိုတာကျွန်တော်အပေါ်မှာပြောခဲ့တယ်။ဒါကြောင့်လုံးဝဒီနေရာကိုဖျက်ဆီးဖို့လည်းမဖြစ်နိုင်ဘူး။အဲ့ဒါကြောင့်သူကဒီ KK ဘက်ကို ပီအာစတန့်ပေါ့ဗျာနော်အဲ့လိုလုတ်ပြတာပေါ့နော်ဟန်ဆောင်ပြီးလုတ်ပြတာပေါ့ KK ဘက်ကသူဒါအမြင့်မြတ်ခြေပုံးမယ်လို့ပြောတာအဲ့တော့ရှေကုတ်ကမျိုးသစ်ကိုခြံထားတယ်ဘာကြောင့်ခြံထားလဲတရုတ်ရှိနေလို့နော်အဲ့တော့အာနာသိမ့်လိုက်တယ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာဒီကြားပြတ်လုပ်ငန်းတွေကတရှိန်တို့ကြီးထွားလာခဲ့တယ်အဲ့တော့နောက်ထပ်ပိုဆိုးတာကဘာလဲဆိုတော့အဲ့ဒီကြားပြတ်လုပ်ငန်းတွေကြီးထွားလာတဲ့အချိန်မှာ normal bus ဆိုပြီးတော့မှရုပ်ရှင်ကားမျိုးတွေထွက်လာခဲ့တယ်အ normal bus ဆိုတာအားလုံးကြားဘူးလားမသိဘူးအဲ့ကဟိုကျွန်တော်တို့ မတော်လောပါဗောဗျာเนาะ2023 2023မှာရုံတင်ပြသခဲ့တဲ့တရုတ်နိုင်ငံထုတ်ရုပ်ရှင်ကားတကားအဲ့ဒီကမြန်မာနိုင်ငံရဲ့နေဆက်မှာဖြစ်ပွားနေတဲ့အခု online ငွေငွေလိမ်လိမ် online online ငွေလိမ်လိမ်မှုဒါကြားပြတ်လုပ်ငန်းအနေနဲ့ပတ်သက်ပြီးတော့မှရိုက်ကူးထားတာ2023မှာရုံတင်တာတရုတ်နိုင်ငံထောက်လုပ်တဲ့နိုင်ငံတရုတ်နိုင်ငံပဲအဲ့တော့အကြောင်းအရာကဒီနိုင်ငံသားကနေပြီးတော့မှဒီကုန်ကူးကန်ရတဲ့ငွေလိမ်လည်မှုတွေကြားပြတ်စခန်းတွေမှာအားလုံးကဒါစီခိုင်းခံရတဲ့ဖြစ်ရက်တွေ နောက်ဇကားထဲမှာကြားဖြန့်တည်ရှိတဲ့နေရာမြန်မာနိုင်ငံနဲ့ဆက်ဆက်တဲ့နေရာတွေရည်ညွှန်းဖော်ပြတယ်။တရုတ်ပြည်သူတွေကိုအွန်လိုင်းငွေလိမ်နဲ့ ANDI ရဲ့အထူးသဖြင့်နိုင်ငံသားကပေါ့ဗျာ။ငွေလိမ်လုပ်ငန်းတွေရဲ့အပေးဆောင်ဖြားယောက်မှုတွေရှိတာကိုသတိပေးဖို့အတွက်ဒီ normal bad ပေါ့နော်။အဲ့ဒါကိုရိုက်ခဲ့တယ်ပေါ့နော်။အဲ့တော့ဒီဇကားကိုအကျန်းဖတ်ဆေးအုပ်စုကအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာနော်ဒီဇကားကိုရိုက်ခဲ့တာကအကျန်းဖတ်ဆေးအုပ်စုအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာရိုက်ခဲ့တာဒါပေမဲ့မဲအောင်နိုင်ကဘာမှ မကန့်ကွက်ရဲဘူးမပြောရဲခဲ့ဘူးเนาะပြောရလို့ရှိရင်ဒီစကားကိုထုတ်လွှင့်ခဲ့တာလည်းနိုင်ငံရေးရအရန်ကိုအရေးပါတဲ့တက်ရောက်မှုတွေရှိပါတယ်เนาะတကယ်ဥဆောင်နေတာကတကယ်တမ်းဒီကြားဖြတ်တူးစရိုက်တွေကိုဥဆောင်နေတာကတရုတ်နောက်ခံတရုတ်နောက်ခံရှိတဲ့မာဖီးယားကိုင်းတွေကဥဆောင်တာအဲ့ဒါကြောင့်ရှက်ချစ်ချံပြောသွားတယ်လေသူဟာတရုတ်ရဲ့တရှူပါလို့သူပြောရတယ်ထိုင်းမှာဖမ်းမိတဲ့အချိန်မှာတရုတ်ကတိုက်တရုတ်တရှူကဘာဖြစ်လို့ဒီရွှေကုတ်ပုံမှာဓာတ်နေတာဘာဖြစ်စားတော့ဒါပဲ BRI မင်းဗျအဲ့ဒါပဲ BRN ကိစ္စပဲဒါပေမဲ့အဲ့ပုံမှာလည်း share စစ်ကြံကသူအတုံးချသွားတာသူ့ရဲ့ online scan တွေကိုသူကောင်းကောင်းအတုံးချသွားတာဒါကြောင့်သူဖန်ခံရတာတကယ်လို့လားသူကကာစီနိုလောက်ပဲဝင်နေဖြစ်ထားမယ်ဆိုလို့ရှင်သိကြတဲ့အဲ့နေရာဒါတီယိုရဲ့လက်အောက်မှာပဲရှိနေတာအခုလည်းလက်ရှိရှိနေပါတယ်လက်ရှိလည်းအခုလည်းရှိနေတယ်အဲ့တော့ပြောချင်တာကဒီဒူးစရဲ့လုပ်ငန်းတွေကမြန်မာပြည်ကလာတာမဟုတ်တရုတ်နိုင်ငံကလာတာတရုတ်နိုင်ငံကတော့မှတရုတ်ဘေကျင်းအစိုးရရဲ့နောက်ခံရှိတဲ့မာဖီးယားကိုင်းတွေကလာတာအဲ့ဒီလူတွေကဘသူတွေနဲ့ဆက်ဆက်နေလဲအခုစစ်အုပ်စုရဲ့အကျိုးစီးပွားတွေနဲ့ဆက်ဆက်နေတဲ့ စေုပ်စုကိုယ်တိုင်လည်းဖြစ်တယ်ဒါပေမဲ့ဒီဇက်ကဘာဖြစ်သွားလဲဆိုကျွန်တော်တို့မြန်မာပြည်သူပြည်သားအားလုံးကိုဒုစရိုက်သမားတွေအဖြစ်တွန်းချပြီးတော့မှနိုင်ငံတော်ရဲ့ကုန်သိက္ခာကိုအကြီးကြီးမားမားထိခိုက်စေခဲ့တာပဲအော်ဒီကိစ္စအနေနဲ့ပတ်သက်ပြီးဂျပန်မဲအောင်လိုက်ဘာမှငငပြပြန်ပြီးတော့မှဆောင်ရွက်တာမရှိဘူးเนาะအဲ့တော့သူကတရားဝင်မှုလေးတော့တရားတရားဝင်ကောင်ကိုเนาะအဲ့တော့ပေကျင်းအုပ်စုရဲ့ထားရနေဆရာတော်တဲ့အဆင့်ကိုအဲ့တော့ဒီဇက်ကားထဲမှာကျွန်တော်တို့မြန်မာနိုင်ငံကိုနာမည်ပြက်အောင် ဖော်ပြခဲ့တာနဲ့ပတ်သက်ပြီး तू ဘာတစ်ခုမှ तू မပြောရဲဘူးလေနှုတ်ပိတ်နေလေဘယ်ပြောရဲမလဲတော့ဘာကောင်းမှမဟုတ်တာဒီနေရာမှာခင်ဗျာကျွန်တော်တို့အမိတော်ဆန်းစုကြည်ဖြစ်ဖြစ်ကြည်ပါလားပြောရရင်ရွှေကုတ်ကိုကြီးအောင်မှာမြေလံပြစ်ပါမယ်ဆိုပြီးတော့လှုပ်နေတာเนาะဖြတ်သိမ်းပြစ်မယ်ဆိုပြီးတော့လှုပ်တာအဲ့လိုအခြေအနေမျိုးတွေအဲ့တော့ဒီ normal bug ကဒါကြုံလို့ပြောတာပါเนาะ normal bug နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နိုင်ငံအပေါ်အမိုက်ထုတ်ဖို့ဗျာเนาะခေါင်းပေါ်တင်ခံလိုက်ရတာပဲတစ်ဖက်ကကြည့်ရင်လည်းကောင်းတော့ကောင်းတာပေါ့เนาะတစ်ဖက်ကကြည့်ရင်လည်းကောင်းတော့ကောင်းတယ်လက်ရှိအခြေအနေမှာကျွန်တော်တို့တော်လိုင်းကြီး ဘတ်တော်သားတွေအနေနဲ့ကောင်းကောင်းအခွင့်အရေးယူတတ်ဖို့လိုတယ်ဗျာနော်အဲ့တော့ဒီတရားမွင့်ရက်ဆက်ကြံကြုတ်တဲ့ဒုစရိုက်မှုတွေကိုဒေတာတွေမှာပြက်ပြက်တတ်တတ်အရေးယူဆောင်ရွက်ခဲ့တာဟာကျွန်တော်တို့တမရာကြီးဦးမင်းနဲ့လူလူကောင်းဆောင်မိတော်ဆန်းစုကြည်တို့ပြည်သူအစိုးရဖြစ်တယ်ဆိုတာကိုလူလူကိုသိစေချင်တာနော်အဲ့တော့ဒီနေ့ဒီအချိန်မှာကြားပြန့်ရဲ့တကယ့်တရားခံအစ်စ်မန်ဟာအကျိုးစီးပွားနဲ့အာဏာကိုကာကွယ်လူတဲ့မရောက်နိုင်ဥဆောင်တဲ့စစ်အုပ်စုနောက်တစ်ခါ BGF နောက်တစ်ခါတရုတ်နိုင်ငံကအကျိုးစီးပွားနဲ့ဆက်နွယ်နေတဲ့နောက်ွယ်ကနော်ဗီဂျင်းအစိုးရပေါ့ဗျာနော်အဲ့တော့သူတို့လက်မဲကြီးတွေပဲဖြစ်တယ်ဆိုတာကိုပြည်သူတွေအနေနဲ့ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။အဲ့တော့ကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့လုံးဝဒုထောက်စရာမလိုဘူး။လက်မမြောက်ပဲနဲ့ရင်ဆိုင်နေရမှုလို့ကျွန်တော်တို့အရင်တုန်းကထိုက်တန်တဲ့ကျွန်တော်တို့နဲ့ထိုက်တန်ခဲ့တဲ့စနစ်ကျွန်တော်တို့အစိုးရကောင်ကျွန်တော်တို့ပြန်ပြီးတော့မှရလာအောင်ပါပါနော်။အဲ့တော့ကျွန်တော်တို့ရဲ့အနာဂတ်ကျွန်တော်တို့လက်ထဲမှာရှိပါတယ်။ကျွန်တော်တို့လူချင်းနဲ့အစိုးရကိုကျွန်တော်တို့ပြန်ပြီးတော့မှဖန်တီးရယူလို့ရပါတယ်။ အခုဒီအခြေအနေကိုအားလုံးသိအောင်ကျွန်တော်ရှင်းပြတာပါအဲ့တော့ဘောမရရက်ကွက်မှာကဘလို့ကပြောနေကြတာကျွန်တော်တို့အမီတော်ဆန်းစုကြည်လက်ထက်ကခွင့်ပြုပေးတယ်လို့ဘာလို့ညာလို့เนาะအဲ့တော့ပေါ်လူဆဲဆဲပေါ်လူဆဲဆဲအကုန်ပေါ်တော့မှာเนาะညောင်မြစ်တူပုတ်တင်ပေါ်တယ်လို့ပေါ့เนาะပေါ်လူဆဲဆဲပေါ်လူဆဲဆဲမှာပဲအာနာကောက်သိမ့်လိုက်တာเนาะတခြားကိစ္စတွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်ပေါ်မှာပြောခဲ့ပြီးသားအချက်လက်အသေးစိတ်เนาะကျွန်တော်တို့တမနာကြီးနဲ့အမီတော်ဆန်းစုကြည်ကိုဘလောက်ထိလုံးခဲ့တယ်လဲဆိုတာပေါ့เนาะ အဲ့တော့တရားကြီးကိုဒီစီမံကိန်းကြီးကိုဖျက်ဆီးဖို့အထိเนาะဖျက်သိမ်းဖို့အထိပေါ့ဗျာလုတ်ခဲ့ကြတာအဲ့တော့ပေါ်တော့မှာပုံပေါ်တရုတ်ကလည်းခရောင်ကနန်းနဲ့ထပြီးတော့မှာဟာမလုတ်ပါဘူးမရှုပ်ပါဘူးကျွန်တော်တို့ကဘယ်လိုဖြစ်တယ်ဘယ်နဲ့ဖြစ်တယ်ဆိုပြီးတော့ထပြီးတော့ထုတ်ပြန်ရတဲ့အခြေအနေအထောက်ခံအားပေးပါတယ်လို့ဘာလို့ညာလို့ကို့တမ္ပရာကြီးကိုเนาะပြောရတဲ့အခြေအနေမျိုးကျွန်တော်တို့ရခဲ့ပါတယ်အဲ့ဒါမျိုးเนาะအဲ့တော့တစ်ချိန်မှာကျွန်တော်တို့ဒီလိုမျိုးဂုံထိတ်ခါရှိတဲ့ခံရထဲဝါတဲ့နိုင်ငံတစ်ခုအနေနဲ့ပြန်ရဖို့ကျွန်တော်တို့အတူတူလက်တွဲရုန်းကန်ကြတာပေါ့ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြတာပါ Mm-hmm. <laughs>